အရှင်သာရိပုတ္တရာကြီးဘဝနဲ့ဓမ္မအပိုင်း23တရားတော်အရှင်သာရိပုတ္တရာကြီးရဲ့ဘဝနဲ့ဓမ္မအပိုင်း23မှာဘာပြောပြခြင်းလဲဆိုတော့ရှင်သာရိပုတ္တရာမထေရသူမြတ်ကြီးရဲ့ဆရာပေါ်မှာကျေးဇူးတိပုံလေးကိုဦးဇင်းတို့တို့ဒီတစ်ပတ်ပြောပြကြပါမယ်အရှင်သာရိပုတ္တရာရှင်သူမြတ်ကြီးဟာရောက်ရအရဘယ်နေရာပဲရောက်ရအောင် သူ့ဇာသမားရှိတဲ့ဘက်ကိုမှန်းဆတန်တာပြီးတော့မှရှခိုးလေးရှိတယ်။ယသဒိတာယထေရောတရောအင်ဇလိန်ပက္ကရှာသူ့ရဲ့ဇာဘယ်နာမှာရှိတယ်လဲကြည့်တယ်။သူ့ရဲ့ဇာရှိတဲ့နေရာကိုမှန်းဆပြီးတော့သူလက်အုပ်ချီရှခိုးတယ်။သူ့ဇာဆိုတော့ဘယ်သူလဲမေးဖရာလားဆိုတော့မဟုတ်ဘူး။ဖရာရဲ့ရှေ့ ူကိုသောတာပန်တည်အောင်ဟောပေးတဲ့ပုဂ္ဂိုလ်ရှိသေးတယ်။အဲ့ဒါကပိဿဝဂီ၅ဦးထဲမှာအငယ်ဆုံးဖြစ်တဲ့အရှင်အတ္တသီ။အရှင်အတ္တသီအရှင်သူမြတ်ထာမှာသူတရားနာပြီးတော့သောတာပန်တည်တာ။သောတာပန်ဆိုတာသူတော်ကောင်းတို့တည်းဥစဉ်တို့ဘုရားသာသနာတော်မှာမဂ္ဂင်ရှင်မှာကျင့်တရားနဲ့ကျင့်လို့သွားတဲ့ခါမှာပထမဆုံးတွေ့တဲ့စက္ကန့်ဟာသောတာပန်စက္ကန့်။ အဲ့ဒီသောတာပန်စကံကနေလှမ်းကြည့်လိုက်မှသာလေနိဗ္ဗာန်ကမြင်တာကိုယ်စလို့နေပဲပုထုဇဉ်နေပဲကနေနိဗ္ဗာန်ကိုမမြင်နိုင်သောတာပန်စကံကနေလှမ်းကြည့်နိဗ္ဗာန်ကိုမြင်ပြီနိဗ္ဗာန်ကိုမြင်လိုက်ရတဲ့ပုဂ္ဂိုလ်ကလည်းဟာနိဗ္ဗာန်ကြီးကပြည့်စရာကြီးပဲဆိုပြီးတော့သောတာပန်ဖြစ်ပြီးတော့သောတာပန်ဖြစ်ရတာမှားလိုက်တာဆိုတဲ့ပုဂ္ဂိုလ်မရှိဘူးသောတာပန်ဖြစ်ပြီးတော့ပုထုဇဉ်ပြန်ပြည့်ခြင်းတဲ့ပုဂ္ဂိုလ်လည်းမရှိဘူး သောတာပန်ဖြစ်ပြီးသက္ကရာကသက္ကရာပြုပြီးအနာကအနာကပြုပြီးယဟန္တာဖြစ်ခြင်းကြတာပဲအဲ့တော့သောတာပန်စခန်းရောက်ပြီဆိုရင်လည်းပဲဒိဋ္ဌိနဲ့ဝီစီကိစ္စကင်းကွာပြီးတော့အပေတကားပိတ်တယ်အပေတကားပိတ်တယ်ဘဝမှာထောက်တည်ရရသွားပြီသူတော်ကောင်းတို့တို့အပေတကားပိတ်သွားပြီဆိုတော့ဟာသိပြီးတော့ကျင်းနေစရာကောင်းတယ် မသေးရတရားကိုရှားနေကြတဲ့ရှင်သာရိပုတ္တရနဲ့ရှင်မမောကလန်တို့စောစောစီးစီးဒီလိုသေးတော့နောက်တစ်ခုနှစ်ဘဝလောက်ပဲသေရတော့မယ်ဆိုတာသိရတော့ကျဉ်တတ်တာပေါ့ဟာဒီလိုဆရာမျိုးကိုသူတို့ဘယ်တော့မှမမေ့ယသဒိတယထေရဝတ္တိတံနမတာမိယသဒိတယထေရဝတ္တိတရောအင်ဇလိမ့်ပက္ကရှား အကျင်ရမဆရာသမားနေတဲ့အဲ့ဒီဆရာသမားနေတဲ့နေရာကိုမလုပ်တော့မင်းရင်ရခိုးတဲ့တရောဝတိတံကတ္တဝနိပိစတိတဲ့ဆရာသမားရှိတဲ့နေရာကိုပဲဥကောင်းပြုတ်ပြီးတော့အိတ်တယ်အဲ့ဒါကိုကြည်အဲ့ဒါကိုသိတဲ့တန်ဃာတော်တွေကဟာဒီမထေရကြီးကမနေ့ကအရှိရှိကို ကနေ့တောင်ရရှိခိုးကနေ့နောက်ရရှိခိုးဟိုတနေ့ကမြောက်ရရှိခိုးနဲ့အရက်လေးမျက်နှာတခါတခါရက်ရှစ်မျက်နှာလက်ပြီးတော့ရှိခိုးနေလို့သာရိပုတ္တောသာရိပုတ္တရာတိမိစ္ဆာဒိဋ္ဌိကောတဲ့မိစ္ဆာဒိဋ္ဌိကြီးပဲမိစ္ဆာဒိဋ္ဌိကောသာရိပုတ္တောဣဇာဘိဒီသာနမတ္တဘာဝော သာရိပုတ္တရှင်သာရိပုတ္တမထေရသူမြတ်ကြီးသည်မိစ္ဆာဒိဋ္ဌိကိုမိစ္ဆာဒိဋ္ဌိကြီးပါပဲဣဇာပိယနေ့တိုင်အောင်ဒိသာယယမျက်နာတို့ကိုနမတ္တမနောရှ िख ိုးလျက်ဝိစရတိလှဲ့လေပြီးတော့နေတယ်။အရှင်သာရိပုတ္တရှင်သူမြတ်ကြီးဟာမိစ္ဆာဒိဋ္ဌိကြီးတဲ့ဂနေ့တိုင်အောင်လေပဲအရက်လေးမျက်နာရက်ရှိမျက်နာတွေကိုရှ िख ိုးနေတော့မေးတဲ့သူတော်ကောင်းတို့ဒီလိုဆွဆွဲကြတယ်ဗျာ။ ိုးစိုးတဲ့ကရှင်သာရိပုတ္တရာကြီးဘာမတုံ့ပြန်။တန်ဃာတော်တွေကမတုံ့ပြန်တဲ့မထေရကိုဘာမှမပြောဘဲနဲ့မြတ်စွာဘုရားသွားလျှောက်။မြတ်စွာဘုရားသွားလျှောက်တော့မြတ်စွာဘုရားထံရှင်သာရိပုတ္တရာကြီးကိုမြတ်စွာဘုရားကရှင်သာရိပုတ္တရာကြီးကိုခေါ်ပြီးတော့မေး။ရှင်သာရိပုတ္တရာတန်ဃာတွေကပြောတယ်မင်းကအရက်လေးမျက်နှာရက်ရှင်းမျက်နှာတွေရှစ်ခိုးနေတော့မိစ္ဆာဒိဋ္ဌိလို့ပြောနေကြတယ်ကွတဲ့မင်းအဲ့ဒါဟုတ်ပါသလားပေါ့ ဗန္ဒီမမတိသာနာနမတဘောင်းဝါအာနမတဘောင်းဝါတုံမေဝဇာနာထဗန္ဒီမမတိသာနံဗန္ဒီမမတိသာနမတဘောင်းဝါအာနမတဘောင်းဝါတုံမေဝဇာနာထဗန္ဒီရှင်မြမမဖရာတပည့်တော်ရဲ့ဒီသာရမျက်နာတွေကိုနမတဘောင်းဝါအာနမတဘောင်းဝါရှစ်ခိုးတယ်ရှစ်မခိုးဘူးဆိုတာ ရှင်ခိုးရရှင်မကိုးဘူးဆိုတာတုံမေဝဇာနာထာ ရှင်ဘုရားတို့ကောင်းကောင်းသိကြပါရဲ့ဘုရားဒီလိုလျှောက်တာဒီပြီးတော့ရက်လေးမျက်နှာရက်ရှင်းမျက်နှာတွေကိုရှင်ခိုးရရှင်မကိုးဘူးဆိုတာမြတ်စွာဘုရားအတိဆုံးပါဘုရားတဲ့ဒီလိုလျှောက်အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဒါဟာအရက်လေးမျက်နှာရက်ရှင်းမျက်နှာတွေကိုရှင်ခိုးနေတာမဟုတ်ဘူးသူရှင်ခိုးနေတာ ဆရာသမားရှိရာရက်ကိုမှန်းစတန်းတရှစ်ခိုးနေတာပဲလို့ဘုရားကိုတော်တိုင်းကလည်းသိနေတော့သံဃာတော်ရှင်သူမြတ်တွေကိုအဲ့ဒီမှာမြတ်စွာဘုရားကတရားဟောတယ်ယမန္တမဝိသနေယသမ္မာသမ္ဗုဒ္ဓနေတိတံသကိစန္တနမတိယအဂိဟုတ်တံဝဗျမနောယမ္မာကျေဆရာထမ္မ သမ္မာသမ္ဗုဒ္ဓဒေသီတံမြတ်စွာဘုရားဟောကြားအပ်သောဓမ္မတရားတွေကိုဝိဇာနေရသိရ၏တန်ထိုဆရာသမားကိုတက္ကိဆံယူယူသေးသေးဓမ္မသေးရရှိခိုးကြရမယ်မြတ်စွာဘုရားအဲ့ဒီမှာသံဃာတွေပြောတာအကျဉ်ဆရာသမားထံကနေပြီးတော့ဘုရားဟောကြားတဲ့တရားတွေကောင်းကောင်းသိရတယ်ဆိုရင်အဲ့ဒီဆရာသမားကိုကောင်းကောင်းမုံမုံယူသေးသေးရှိခိုးရမယ်တဲ့ဘုရားကဒီလိုပြောတယ် ဥပမာပြဘလို့ရှစ်ခိုးရမလဲမင်းပုံနာတွေကမိကိုယိုယိုသေးသေးပြုတ်တုလုံကျွေးရှစ်ခိုးကြသလိုမျိုးပဲကိုယ့်ရဲ့ဆရာသမားကိုလည်းယိုယိုကျူးသေးပြုတ်တုလုံကျွေးပြီးတော့ရှစ်ခိုးကြပါလို့ဘုရားကတိုက်တွန်းတယ်ဗျအဲကြောင့်တရားချစ်ခင်သတော်စင်များခနေ့သတော်ကောင်းတို့ကိုဦးဇနုတို့တွေပြောပြတာဘာကြောင့်လဲမေးလိုက်တော့အရှင်သာရိပုတ္တရာရှင်သူမြတ်ကြီး ဖယားပြီးရင်ပညာတော်ဆုံးအတတ်ဆုံးဣတတေရာဒူကြီးရထတော်လဲပဲသူ့လောက်ရာဒူးမကြည့်တဲ့ဆရာသမားကိုအမြဲတမ်းမမေ့ဘဲနဲ့စခိုးလေးရှိတဲ့အကြောင်းပြောပါတယ်အဲကြောင့်သူတော်ကောင်းတို့တို့ကိုဘလောက်ပဲမြင်းမြင်းကိုဘလို့နေရာပဲရောက်ရောက်ကိုဘလို့ဘွဲ့ဒီဂရီကြီးတွေပဲရရဆရာဟာဆရာပဲဆိုတာအရှင်သာရိပုတ္တရာကြီးကဦးဇင်းတို့အတွက်သူတော်ကောင်းတို့အတွက် စန္နမူနာထားတဲ့တဲ့ပုဂ္ဂိုလ်ကြီးတယောက်ဖြစ်တယ်ဆိုတာဒီနေ့ဒီဘက်မှာပြောပြပါတယ်။အဲကြောင့်ရှင်သာရိပုတ္တရာရဲ့ဘဝနဲ့ဓမ္မကိုကြားနာရပြီးတော့မှတရားကျင့်ခင်သူတော်စင်တို့ကလည်းရှင်သာရိပုတ္တရာထုံနှလုံးမူပြီးတော့မှမိမိတို့ဘဝခရီးလမ်းဓမ္မနဲ့အညီဖြောင့်တန်းစွာရှောက်လန်းနိုင်ကြတဲ့သူတော်ကောင်းများဖြစ်ကြပါစေလို့ဆုတောင်းပေးတဲ့ဒေသနာဏီကုံကံပတ်ပုံကြပါစို့ ဣမံဓမ္မဒေသနာဤတရားဒေသနာတော်ကိုသုတ္တဝါနာကြားနာရပြီးတော့မှဒုံမေတရားကိုချစ်ခင်စိတ်ကောင်းဝင်ကြကုန်သောသင်္ဒတော်ကောင်းပေါင်းတို့မှဒုံမေကံလမ်းမနိမခီးမကိုဝိဝုဇ္ဇတဝါရှောင်ရှားနိုင်ကြကုန်သည်ဖြစ်၍ဒုံမေကံလမ်းမနိမခီးမကိုဥဆုံးဖြောင်းမြောက်မတ်မတ်ယံတုကောင်းစွာမသွေ လိုင်းသွားနိုင်ကြပါစေကုန်တည်း